ကကြိုဆိုပါရရှင်ဒီတစ်ပတ်အတွက်တော့ဟိုတယ်လုပ်ငန်းတွေနဲ့အဆောက်အုံစီမံကိန်းတွေများစွာတည်ဆောက်ထားတဲ့ရခိုင်ကမ်းရိုးတန်းဒေသကကဘာကျော်ငပလီကမ်းကြီးဟာစစ်ပွဲစုံတွေကိုရောက်ရှိနေပြီးတော့ဒေသခံပြည်သူတွေဟာလည်းစစ်အစိုးရရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဘေးလွရာကိုတင်းရှောင်နေကြရပါတယ်ငပလီကန်းရှိဒေတာမှာစစ်အုပ်စုနဲ့နှီးဆက်တဲ့ခရိုနီတွေရဲ့ကပ္အစီမီဟိုတယ်စီမံကိန်းတွေများစွာရှိနေပြီးတော့မြန်မာနိုင်ငံရဲ့အထင်ရှားဆုံးကမ်းရှိတစ်ခုလည်းဖြစ်ပါတယ် တယံဇာတနဲ့တဘာဝရင်းမြစ်တွေကိုထုတ်ယူရမှာလူနည်းစုတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုအလေးထားစီလိုတဲ့အာရခတက်တော်အေအေနဲ့လူနည်းစုတိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်တွေကိုမျက်ကွယ်ပြုထားတဲ့စစ်အစိုးရတို့ရဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်လှပတဲ့ငပလီကန်းရှိဟာလဲစစ်တလင်းဖြစ်ခဲ့ရပါပြီ။အခုတော့အဲ့ဒီကန်းရှိအနီးဝန်းကျင်ကဒေသခံတွေဟာဘေးလူရာကိုတင်းချောင်နေကြရပြီးတော့ကန်းရှိဟာအခွန်တက်တက်ဖြစ်ကြံခဲ့ပြီးဖြစ်ပါတယ်။အများစုကတော့စစ်ပွဲမရောက်ရှိသေးတဲ့ရခိုင်ပြည်နယ်အစုံစုံက ခွားမြို့နယ်ကိုသွားရောက်စစ်ပေးဆောင်နေကြပါတယ်။ဒီနေ့မှာတော့အဲ့ဒီစကန်းတွေမှာစစ်ဆောင်တွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုလေးဦးရီအဖန်ဝိုင်းတော်သူမနင်းဤရှူကတွေးဆမေးမြန်းထားတာကိုနားဆင်ရမှာပါ။ညီမလေးဝဒီရဲ့ပဲတင်ထန်တာကပါဟုတ်ကဲ့အမရေဒီအခုလက်ရှိနေနေပေါ်တော့ဒီအမတို့အနေနဲ့ဒီစတန်နေမျိုးပေါ်ကနေဒီ တက်ပွေးအချိန်ကြီးကြောင်းနေပြီးတော့ဒီစပေးချောင်နေရတယ်ပေါ့နော်ဆိုတော့ဒီအမတို့အနေနဲ့လက်ရှိစပေးချောင်နေရတဲ့အချိန်ဒီမှာဒီဘလို့ဒီစားရေးတောက်ရေးနေရအခက်ကြီးတွေရောဘယ်လောက်ထိရှိတယ်ပေါ့နော်ဘယ်လိုအခက်ကြီးတွေနဲ့ဟိုနေထိုင်နေရလဲဆိုတာကိုဒီဟိုတစ်ချက်တော့ပြောပြလို့ရမှာရှင်ဟုတ်ကဲ့ဟုတ်ကဲ့မမလေးအိုမလုတ်တဲ့ကိုနေရမှာဆိုတော့ဂျပန်အနုတ်ကလေးလုတ်ပြီးစားတောက်တာပေါ့ဖြစ်လာပြီဆိုတော့လေပြေးလွှားလာတော့ခါခါဒီဘက်မှာကဲထားတော့စားရေးတောက်ရေးတော့လိုမဲ့သူ့မှာရှိနည်းနည်းညှတာပြီးစားကြတော့ဒီအဲ့လိုက်တော့ဒီဘက်ရွာတွေမှာအလုတ်မရှိလေ အလုံးမရှိတော့ကိုယ့်ကိုထိုင်ပြီးတော့အလိုမျိုးလေးပဲနေရတယ်အဲ့တော့တောင်းတဲ့ကြ ड़ा ရိုးလေးတွေချိုးကောက်ကောက်ချိုးအလိုမျိုးလေးစားဆိုင်ကြတော့သူ့မှာရှိတာလေးပေးပေါ့မြတ်တာပြီးတော့ခလေးတွေနဲ့လည်းဒီလိုပဲအစင်ပြောင်းနေရတာပေါ့ ဟုတ်ကဲ့ဒီအမားတို့ကနေပြီးတော့ဒီတန်လေးမျိုးပေါ်ကနေဒီဘေးအချိန်ကလေးကစပေးချောင်လာရလိမ့်ရှင်ဟုတ်ကဲ့တနည်းလောက်ရှိလို့ဆယ်ရက်လောက်ရှိလို့ဆယ်ရက်လောက်တော့ရှိလို့အစော်ဟိုတချို့လေးလေးကတော့ရှောင်းလာတော့အများကြီးပေါ့ကိုမအဲ့လိုတနည်းရတနည်းကိုယ့်အောက်ဆောက်တောက်ဖို့မရှိတော့အဲ့ဒါတော့အခုမှဆိုးဆိုးဝါးဖြစ်လာတာမနေနိုင်တဲ့အဆုံးလာထွက်လာတာလေဟောဟုတ်ကဲ့ဆိုတော့ဒီအမားတို့ရွာကထွက်လာတော့ကတော့ဒီအကုန်လုံးဒီရွာသားတွေစုပြီးထွက်လာတာပေါ့နော်ဒီလက်ရှိမှာရောဒီအမားတို့ရွာကလူတွေကဒီဟိုချားတနည်းရောက်သွားတာတွေရှိလာရှင်ဟုတ်ကဲ့ ရှိတယ်သူတို့တွေလည်းလို့ပေါ့အဖွဲ့တွေကကွဲသွားတယ်လေဟိုတယ်တနေရာမှာအဆင်ပြေသလိုနဲ့တနေရာမှာအဆင်ပြေသလိုနဲ့အဲ့လိုတွေရှိတယ်။အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နေရေးထိုင်ရေးကရောဒီဟိုလက်ရှိအမတို့ဒီတေးခိုနေတဲ့ဒီပေါ်တော့ဒီစပေးချောင်တေးရွာကရောဘယ်လိုပုံစံမျိုးတွေဒီအမတို့အတွက်ဟိုကူညီပြီးတော့လုပ်ပေးထားတာတွေရှိနေချင်းဟုတ်ကဲ့နေရေးထိုင်ရေးပိုင်းပေါ့နော်။အေးကတော့လေအဲ့ဒါရွာကတော့ရှိတိုင်းနဲ့အဲ့တယောက်ကတော့ဒီအဖွဲ့သားတွေအတွက်ပေါ့အဲ့လိုရွာမှာလူခံနေပေါ့အုံးလေးတွေတက်ကလေးတွေအဲ့လိုမျိုး တန်းရလေးတွေဆောက်ပေးထားတယ်ပေါ့။ โอเคဒီလက်ရှိအချိန်ကဒီမွေးရသည်ဆိုတော့ပေါ့နော်ဒီချင်းတွေပါလေကြိုက်တဲ့ရသည်ပေါ့နော်ဆိုတော့ဒီအမတို့အနေနဲ့ရောဒီစပေးချာလာတဲ့အချိန်မှာဟိုတခြားဒီလိုအပ်တဲ့ဒီအသုံးစားပစ္စည်းတွေရောပါလာရရှိတာပေါ့နော်တကယ်လို့လက်ရှိမှာဒီဘယ်လိုပုံစံမျိုးတွေရောသူဒီအခက်အခဲတွေရှိတယ်ပေါ့နော်ဟုတ်ကဲ့နေထိုင်ရေးအပိုင်းတွေအားဟုတ်အဲ့လိုပါလာတဲ့လူမလည်းပါတယ်မပါတဲ့လူမလည်းမပါဆိုတော့ခလေးတွေကလေအဲ့လိုမျိုးထုတ်တခါအရှင်းနောက်တစ်ခုထဲမှာအဲ့လိုမျိုးပေါင်းသိတဲ့လူကြီးကလူပေါ့ဖြစ်တယ်လို့ပေါ့အရေးဖက်ဖွေးစရာဖြစ်ဖြစ်ဒီတခြားရွာတွေကဖြစ်ဖြစ်ပေါ့နော်ဒီလာပြီးတော့ဒီကုရင် ထောက်ပံ့နိုင်ရရှိတဲ့ကျင်းကောင်းဝင်နေရတဲ့လေကမရှိပါအော်ဟုတ်ကဲ့ဒီဒါဆိုရင်ဒီအမတို့အနေနဲ့ပေါ့နော်ဒီတန်တွေးမျိုးပေါ်ကနေစပီးချောင်လာတဲ့တခြားဆုံးပေါ့နော်ဒီကိုဟောက်ကိုပဲဒီရုံးခဲ့ပြီးတော့ဒီစားတောင်းနေရတာပေါ့ ဟုတ်တယ်ဟုတ်ကဲ့ဒီအမတို့အနေနဲ့ပေါ့နော်ဒီဟိုတခြားနောက်လာမယ့်အချိန်တွေမှာပေါ့နော်ဘလောက်ထိအခက်ကြီးတွေနဲ့ဟိုစက်ကြီးလာနိုင်တလေပေါ့နော်ပြောတော့ဒီအမတို့ဟိုနေနေပြည့်ပြည့်ရအောင်လုပ်တယ်ဒီမလေးဟေးပြတွေ့တာမတွေ့ရသေးပါဟိုဘက်မှာလည်းဝင်ပြန်ရွာဘက်ကိုလည်းဝင်လို့မရသေးလေမြို့ဘက်ကိုနေတဲ့ဘက်ကိုလည်းဒီမလေးအလုတ်ကအတိုင်းမရှိဘူးလို့ကိုဘွားကိုတွေ့တာမတွေ့ရတော့ဘူး လိုဟုတ်ကဲ့ကိုညီမကလေးဝတီရဲ့ပြန်တင်ဌာနကပါဒီအကိုတို့အနေနဲ့ပေါ့နော်ဒီလက်ရှိဒီတင်းတင်းမျိုးပေါ်ကနေပြီးတော့ဒီတခြားတနေရာကိုဒီစပေးချောင်လာရတဲ့အချိန်မှာဟိုစာဝေးနေဒီဘလဘလအခက်ခဲတွေရှိတယ်ပေါ့နော်အဲအဲ့ဒါတွေကိုဒီတစ်ချက်လောက်ပြည့်စုံပြည့်ပြည့်ပြည့်ရမှာရှင်ဟုတ်ကဲ့ဟုတ်ကဲ့စာဝေးနေရတော့အခက်ခဲရှိပါပဲကျွန်တော်မှတော့ဒီလာကြရရပဲပေါ့ဒီကနေဒီသွားနေဒီလာကြရရပဲဆန်းလေးနှစ်ပူသုံးပူပေါ့အဲ့လိုမျိုးယူလာခဲ့ရတယ်ယူလာခဲ့ပြီးအလားလေးနဲ့စားတော့ရတာပေါ့ ကလေးတွေနဲ့အဲ့လိုညှတာပြီးတော့အဲ့လိုမျိုးတွေးတွေးပြီးနေရတာပေါ့မင်းဟုတ်ကဲ့ဒါဆိုဒီလက်ရှိအချိန်မှာရောဒီစာဝင်နေတဲ့ဘယ်လိုပုံစံမျိုးဒီရုံးကင်ပြီးတော့စားတောက်နေရလဲဟုတ်ကဲ့မအေးစားတောက်ရခက်ခဲရတော့ကျွန်တော်တို့မှတော့လောလောဆယ်ရတော့မပါခဲ့ဘူးပေါ့ဓွာမားတော့ကျွန်တော်တို့ဓာတ်ရဲဟိုလိုပေါ့သွားတယ်သွားပြီးတော့ဟိုလိုပေါ့ပေါ့ဒီတော့တက်တယ်မအေးမိစ္ဆာရတော့လေးတက်တယ်ကဒါယုံလေးချိုးတယ်အဲ့မှာကောက်ကောက်ယုံလေးချိုးတယ်ချိုးပြီးတော့အဲ့လိုပေါ့ အဲ့လိုငါရမမစားပါနော်ဟုတ်ကဲ့ဒီအကိုတို့လက်ရှိနေတဲ့ရွာကနေပြီးတော့ဒီရွာသားတွေစုပေါင်းပြီးတော့ဒီအကိုတို့ကိုဥမာဒီဆင်းရဲပါလေရောဒီကောက်ပြီးပေးလိုက်အလှခင်ပြီးတော့ပေးလိုက်တယ်ပါလေရှိလားရှိကူညီပြီးတော့ပေါ့လေဟုတ်ကဲ့အော်ရွာသားတွေကတော့အဲ့လိုတော့မရှိပါဘူးအဲ့ဒါပေးရတော့မရှိပါဘူးဒါပေမဲ့ဒီအုံးတွေပေါ့အုံးကလေးတွေပေးတယ်နေရာလေးရှိအောင်တော့အဲ့လိုလုပ်ပေးတာပေါ့ကူညီပေးပါတယ်ပြန်တဲ့ဟာလေးဓာတ်တာမပါဓာတ်ကတော့အဲ့ရွာတွေကငှားရတယ်ရွာတွေကငှားပြီးခါမှ အဲရွာတွေကဟိုအပိတွေနဲ့အဲ့လိုပေါ့ဒီသူတို့ကတော့မကူညာရဲ့ပေါ့အပိတွေကလိုက်ပြီးတော့ဒီနှင်းချကျွေးချပေါ့အဲ့လိုမျိုးလေးလိုက်ပြီးတော့ကူညီပေးပါတယ်ဒီဟုတ်ကဲ့ဒီအကိုတို့တချို့ဆိုလို့ရှိရင်လေဒီအင်တာဦးစီးမပါဘဲနဲ့ပေါ့နော်ဒီဘုံဆုံးမတွေပါရေးလေးပါကောင်းပါနိုင်ရေပေါ့နော် ဟုတ်ဆိုတော့ဒီအင်တာအူစီမပါတဲ့သူတွေမှာဆိုလို့ရှိရင်ရောဒီစာဝန်တွေတက်ဘလို့ပုံစံမျိုးရုံးကန်နေရတာလို့ရှိကြကြောခဲ့အင်တာအူစီမပါတဲ့ဟာတွေကြတော့စာဝန်တွေကြတော့ကျွန်တော်တို့ဒီမှာလက်ရှိရှိတာလေးနဲ့မျှတပြီးတော့အမအကုန်တွေးပါတယ်ညှတပြီးတော့ကလေးတွေသူ့မှာလည်းကလေးတွေပါလို့ရှိရင်အဲကလေးတွေကိုစာတဘူးချက်လို့ရှိရင်ဥပမာတဘူးချက်လို့ရှိရင်ကျွန်တော်အဲတဘူးကိုမျှပြီးတော့အဲ့လိုစကြပါတယ် Hello ုတ်ကဲ့အမညီမကလေးဝတီရဲ့ပဲတင်ခံထားတာပါဟုတ်ကဲ့ဒီအမတို့အနေနဲ့ပေါ့နော်ဒီတင်လေးမျိုးပေါ်ကဒီစပေးချောင်လာတဲ့အချိန်မှာဒီအမတို့အနေနဲ့လက်ရှိမှာပေါ့နော်ဒီစာဝင်းကြီးရဲ့ဘလို့အခက်အခဲတွေရှိလဲဘလို့ဒီခက်ခဲမှုတွေနဲ့ကြုံနေရလဲဆိုတော့ဒီတစ်ချက်လားအသေးစိတ်ပြောပြပေးလို့ရမလားကြည့်ဟုတ်ကဲ့ဒီဘက်ကစာဝင်းကြီးရောဆရာမရေဟိုမှာခရီးတွေလည်းများတော့ဟိုမှာစီးဘူးအခက်ခဲကြတယ်ဟိုတွားတာလားလားတော့ကလည်းဒီလိုပဲမှာဟိုဟာကြုံကနဲ့လိုက်ရတယ်ကြုံနဲ့ဒီတော့တင်းနေဒီအများကြီး ဒီကိုပြီးဆိုတော့လည်းမဒီပြေးရောဖြစ်မရှိရှိတဲ့ပတ်စံလေးနည်းနည်းလေးအကုန်ပြေးလိုက်ရတယ်ဗျာမကြီးအဲ့ဒါခက်ခဲရတော့အကုန်အကုန်ချစာနဲ့ကြပါလိုက်ကြအကုန်စီးပူဝါကလည်းခက်ခဲကြနေကြတာပဲဗျာမကြီးဟုတ်ကဲ့ဒီမင်သားစုတွေဒီမှာပေါ့နော်ဒီကျမကြီးမကောင်းတဲ့သူတွေပါတာပဲရှင်ဟုတ်ပါလားဟုတ်ကဲ့ကျမအဲ့မှာနည်းနည်းဝင်းနေနည်းနည်းချိုးတယ်ဒီလည်းပါတယ်ဝင်းပေါ့ကွာလေးကြီးမိကပြောင်းသွားမှမင်းမဝင်းတော့ရှေ့ကန်သွားရတယ်အဲ့တတိရှေ့ကန်ကိုသွားရပါတယ် ဟုတ်ကဲ့ဒီအမတို့အနေနဲ့ပေါ့နော်ဒီအင်တာဗျူးစီးတွေပါနေပါနေတွေ့ရောဒီအမတို့အနေနဲ့ဒီအမျိုးသမီးတယောက်တွေ့နေနေပေါ့နော်ဒီတာသမီးတွေကိုဟိုပုံမဲ့ကိုဒေတာမှနေတာနဲ့မတူဘူးပေါ့နော်အခုလိုစပီးချောင်နေရတဲ့အချိန်မှာဟိုကိုတာသမီးတွေကိုရောဒီအမမိန်းမတရားအနေနဲ့ဘလို့ရုံးကယ်ပြီးတော့ဟိုကျွေးဝင်နေရလေရောက်ခဲ့ဒီနေပါတဲ့ဒီမတို့ပါနေအပိုက်မှာဆိုနေတဲ့ဟင်းသီးရောကလေးရောင်းစားစားနေရပါတယ်အဲ့ဒါအခုမလောက်ရတော့လေမတာသမီးရှိတာလေးနဲ့ လူတွေအလူခံပေးတာစမ်းနေတယ်မြတ်တပ်ပြီးဝေချစမ်းနေပါလားအဲသူတို့မိသားစုလေးနဲ့ကပ်ပြီးစမ်းနေတယ်သူတို့မိသားစုလေးကတော့သူရဲ့ကတားရိုးဆက်ကြီးတောင်လေးတွေချိုးပြီးတော့ဝေမျက်ပြီးတော့တွေးရတယ်တွေးပါတယ်လူပါအိမ်နောက်စုက၁၇စုရှိပါတယ်လူဦးရေကတော့၄၀လောက်တော့ရှိမှာရှိဖို့တင်တယ်ပြင်းတော့ရခိုင်စစ်ပွဲအတင်းမှာစစ်ဖြစ်ပွားခဲ့တဲ့မြို့နယ်အသီးသီးကိုကုင္ကြီးကယ်ဆယ်မှုတွေလုပ်ပေးနေတဲ့ရခိုင်လူအခွင့်ရတက်ကြလှူရှာသူစာရေးဆရာ ကိုဝင်ဟီအောင်ကိုလေဦးရီ FM ဝိုင်းတော်သားကိုလူစောကထပ်မံတွေ့ဆုံမေးမြန်းထားတဲ့ရခိုင်တပြည်လုံးကြုံတွေ့နေရတဲ့စစ်ပွဲအခြေအနေတွေကိုထပ်မံနှာစင်ရမှာပါ။မင်္ဂလာပါဆရာ။အာဟုတ်ကဲ့တာလီကပါ။ဒီအခုလေဒီရခိုင်မှာဒီအရင်က ရှိနေတယ်ဆွေမျိုးချောင်းတွေလေးရှိတယ်ပေါ့ဆရာ။နောက်ဒီလွတ်မြောက်နေပြီတွေကိုတင်းချောင်းလာကြတဲ့ပြည်သူတွေလေးရှိတယ်ပေါ့။ဆိုတော့အဲ့ဒီအဲ့ဒီမှာရှိနေတဲ့ဒီဒီလူတွေရဲ့အခြေအနေတွေကဘလို့များအခြေအနေရှိလေးဆရာခုလိုလို့ဆရာ။အဲလက်ရှိကတော့မိုးလင်းမိုးရာတီဖြစ်နေပြီဆိုတော့အခြေအနေကတော့ဆိုးရွားတယ်လို့ကျွန်တော်တို့မရှိတူလို့ရတယ်။ဒါကြလို့လဲဆိုရင် negotiation စီပင်းချောင်းအများစုကတော့ဒီဘက်မှာလွတ်မြောက်နေမယ့်အချိန်မှာစီပင်းချောင်းနေဆိုတော့သူတို့ကတော့ တစုံတရာအင်ကိုပြန်နိုင်ပြီလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်တစုံတရာကကျန်နေသေးတယ်ကျန်နေသေးတယ်ဆိုတာကတချို့ရွာတွေကအဲရွာနာပတ်ဝန်းကျင်မှာဒီ state legend မှိုင်းနေရှိသေးတယ်မှိုင်းနေကလေးဟိုမရှင်းနိုင်သေးဘူးပေါ့နော်စစ်ပွဲကာလဆိုတော့အဲ့မှာမှိုင်း legend ရှိရဲ့ရွာတွေကကြာရင်သူတို့ပြန်မို့ကြာရင်နည်းနည်းခက်တဲ့ရွာသားလောက်ပဲကျန်နေပြီဒါကအဟောင်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တွေ့ရတဲ့အတွေ့အကြုံပေါ့စစ်ကားတော့တော်တော်များတယ်အထူးသဖြင့်လက်ရှိကျွန်တော်တို့မြင်နေရတာနေပြီးအခင်းအကျင်းရဆိုရင်တော့ဒီမှာစစ်တွေမျိုးအနေအနေပတ်ဝန်းကျင်ကနေဟိုရှောင်လာတဲ့စစ်ပွဲရှောင်နေရဲ့ ော့ဒီဘက်မှာဆိုရင်ဒီရသေးတောင်ရဲ့ပောက်တော့ရဲ့ပုံနှကျွန်းရဲ့ကမြို့ပေါ်ကကိုယ်တိုင်ကနေစစ်ပြေးချောင်းနေဖြစ်နေတယ်ပြီးတော့အဲအနင်းနာပတ်ဝန်းကျင်ကရွာတွေကစစ်ပြေးချောင်းဖြစ်နေတယ်ဟိုတခြားဘက်မှာကြာရင်ဟိုဘက်မှာတန်တွေးရောကလေးထက်တော့အစ်စ်တွေဖြစ်နေတယ်စစ်ပြေးချောင်းကပြီးတော့တောင်ကုန်းဖက်ကလည်းစစ်ပြေးချောင်းအစ်စ်တွေဖြစ်နေတယ်အစ်စ်တွေကကြာရင်အခုကတူရောကဘာဖြစ်လာလဲဆိုရင်မိုးရသည်ဆိုတော့ဟိုတချို့ကဟိုပစ္စည်းယူလာလို့ရတဲ့ဟာရှိရတချို့ကပစ္စည်းယူလာလို့မရဘဲနဲ့အဝတ်တွေကိုတခုနဲ့ထပ်ပြေးလာတဲ့လူတွေလေရှိရတော်တော်လေးခက်ခက်ခဲခဲဖြတ်တန်းနေရတာကိုတော့ကျွန်တော်တို့မြင်လ င်းမြင်ရတယ်တွေ့တွေ့နေရတယ်ခင်ဗျာဟုတ်ကဲ့ဆရာဆိုတော့ဒီဆရာစီရဲ့လေဒီပြည်ပြမှာပေါ့လေအများကြီးကုညီကစ္စည်းတွေလုပေးနေတဲ့အပိုင်းတွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဆိုတော့ဒီမှာဒီအင်းချောင်းလာတဲ့သူတွေအပေါ်မှာဒီကုညီကစ္စည်းတွေလုတဲ့အခါမှာရောဘလို့အခြေအနေတွေရှိရှိလေဆရာနောက်တစ်ခုကပါလေဆိုတော့ဘလို့ ဖွင့်စည်းတွေကရောဒီအဲ့ဒီမှာပါဝင်ကူညီနေတာတွေရှိလဲဆရာအဲတချို့ကိစ္စတွေကတော့ကျွန်တော်တို့ဒီပဇာနဲ့ထုတ်ဖို့ပြောလို့မကောင်းတဲ့အပိုင်းတွေရှိရပေါ့နော်ဘာဖြစ်လို့ဆိုရင်ဒီအချိန်တွေကလေးကြားကာလဖြစ်နေတာကိုဒီလွန်ညောင်းနေမြန်မာကြာရင်တော့ဒီ RF တက်တော်နဲ့ RF တီတူအစိုးရကထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့ဟိုဒီဖက်မှာကစစ်ကောင်စီရဲ့လက်တံတွေကလည်းဒီအခုရှင်တွေရောမပြတ်သေးဘူးပေါ့ရှိနေတဲ့အတွက်နဲ့ကျွန်တော်တို့တချို့အဖွဲ့အစည်းတွေကိုကြာရင်တော့ကျွန်တော်တို့ထုတ်ဖို့ပြောတာတော့ကျွန်တော်လည်းမကောင်းဘူးလို့မြင်နေပေါ့နော်ဒါပေမဲ့ဒီဖက်မှာကကြာရင်တချို့အဖွဲ့အစည်းတွေလည်းအလုံးလုံးကြာရကြ ာနေပြည်တော်လောက်ကြတယ်ဒါပေမဲ့နေတော့တော်တော်နေတယ်နေတယ်တော်တော်ကိုနေတယ်ဟိုအရင်ကဆိုရင်ညာအဖွဲ့အစည်းတွေကျွန်တော်တို့ဒီအတွေ့အကြုံရဆိုရင်ကျွန်တော်တို့ထောင်ထဲကထွက်စားပေါ့နှစ်ထောင်နဲ့စစ်တေနှစ်ထောင်နဲ့စစ်တေပြန်ဝင်ရင်လောက်ကဆိုရင်တော့ဒီမှာအဖွဲ့အစည်းတွေကအများကြီးပဲမြေပြင်မှာပျော်ဝလေးကောင်းတယ်အဝိုင်းကူကြတယ်ပေါ့အခုကြရင်မြေပြင်အတိုင်းတိုင်းကအဖွဲ့အစည်းတွေတော်တော်များများကတော်တော်နေသွားတယ်ကြာတော်တော်ကိုနေသွားတဲ့အတွက်ဒီဘက်မှာဟိုအလူရှင်တွေကနေသွားတဲ့အတွက်အလူရှင်နေပြင်းနေအမြဒီဘက်ကစီပြေချောင်းနေတဲ့ပေါ့ရက်တည်ရက်ကပုံပြီးတော့ခက်ခဲတာကိုမြင်ရတယ်ဒီဘက်က ဒီကျွန်တော်တို့လွမ်းညောင်းမြင်မြင်အခင်းကျင်းပါအဲလက်ရှိအခင်းကျင်းကတော့ခုနကပြောသလိုနံပါတ်1စာရေးတောက်ရေးအခက်အခဲရှိတယ်။နံပါတ်2ကဘာဖြစ်လာလဲဆိုရင်မိုးရသည်မိုးလို့အမိုးအကရရှိဖို့တော်တော်ခက်ခဲတယ်။ပြီးတော့ PC ကလည်းမတန်တဆဈေးအရန်များတယ်ဒါဒီဘက်မှာကြာရင်ဟိုအထူးသဖြင့်စီပွဲကာလဆိုတော့ခုနကပြောသလိုစီစည်းတွေကမြောက်တယ်ပြီးတော့ပတ်စံထောက်ရတာတွေကဘန်တွေကအကုန်လုံးရဲဆိုင်သွားတဲ့အတွက်ပတ်စံထောက်ရတာကအစားအခက်အခဲဖြစ်လာတယ်။ဒါကြောင့်ဒီဖက်ကစီပွဲချောင်းတွေရဲ့လက်ရှိအခင်းကျင်းကတော့ခါတိုင်းဟိုကျုံခရရတဲ့စီပွဲချောင်းတွေအခင်းကျင်းထက်တော့အများကြီးခက်ခဲခဲရင်ဆိုင်နေရတယ် ယ်ဟုတ်ကဲ့ပါဆရာဒီဆရာတို့အနေနဲ့ရေဒီကုညင်ကီဆေးတွေလုတ်တဲ့အပိုင်းမှာဟောဘာတွေခက်ခဲရှိလဲဆရာအဓိကတော့ဒီဘက်မှာကတော့ဒီကျွန်တော်တို့ကလွမ်းကြောင်းနေမြေဆိုတော့ဒီဘက်ကဘာဖြစ်ဖြစ် RF တေသူအစိုးရနဲ့ RF တက်တော်ကထိန်းချုပ်ထားတဲ့အတွက်နဲ့အစိုးရဘက်ကပါဝင်ဆက်ဖက်တာတော့မရှိဘူးဒါတို့ဒီအပိုင်းကတော့ကျွန်တော်တို့ခါလိုက်တဲ့အများကြီးလွတ်လပ်ကျွတ်ကျွတ်ဖြစ်သွားတယ်ပြီးတော့ဒီဘက်မှာသွားလာနဲ့ပတ်သက်ပြီးတော့တားဆီးပိတ်ပင်တာတော့ကျွန်တော်တို့မတွေ့ရဘူးဒီအပိုင်းကတော့တော်တော်လေးကိုတက်တက်တာတာနဲ့တူတက်လာတဲ့အပိုင်းတွေပေါ့အဲတော့နောက်အပိုင်းကကြာရင်ခုနကကျွန်တော်ပြောခဲ့တဲ့အပိုင်းတွေပါပဲဟောနံပါတ်1ကျွန်တော်တို့ PC ဝင်ကတော်တော်လေးခက်ခဲသွားတယ်ပစ္စည်းတွေကကျွန်တော်တို့လိုသလောက်ဝင်လို့မရတော့ဘူးပစ္စည်းရှားပါမုန်းဒဏ်ကိုခံရတယ်နံပါတ်2ကဘာဖြစ်လာလဲဆိုရင်ကျွန်တော်တို့ငွေသားရှားပါမုန်းဒဏ်ပေါ့အထူးသဖြင့်ကျွန်တော်တို့ဒီဘက်မှာပတ်စံဘဏ်တွေကအလုံးမလုပ်တော့ဘူးဘဏ်တွေအကုန်လုံးရပ်သွားတဲ့အတွက်ပတ်စံထုတ်ရတာတော်တော်ခက်ခဲခဲခဲဖြစ်တယ်ဒါကြောင့်ဒီမှာခါတိုင်းလိုပေါ့နော်ဒီထင်သလောက်ကျွန်တော်တို့အလုံးလုံးရတာတိတ်မတွင်ကြဘူးအထူးသဖြင့်ခုနကပြောသလိုဒီပစ္စည်းရှားပါမုန်းဒဏ်နဲ့ဟိုပါကျွန်တော်တို့ဒီငွေသားရှားပါမုန်းဒဏ်နှစ်ခုကိုကျွန်တော်တို့တကြိမ်လေးခံနေရတာဖြစ်တယ်အဲအခက်ကြီးဆိုလို့အဲ့ဒီအပိုင်းနှစ်ပိုင်းကိုပဲဒီကကြုံရ ွားတယ်ဟုတ်ကဲ့ပါဆရာဒီအခုစီရင်လေးဒီတန်တွေးတို့ဒီတောင်ကုန်းတို့မှာဆိုရင်တိုက်ပွဲတွေဖြစ်တယ်လူတွေကလည်းအများကြီးတင်းချောင်းနေကြတာတွေရှိတယ်ပေါ့လေခုရှင်ဒီလေးတင်းချောင်းနေရဆေးပဲဆိုတော့အဲ့ဒီဘက်တွေကိုဆရာတို့ဒီနေ့ဒီအာဘလို့များအကူအညီတွေပေးတာတွေရှိလဲသို့မဟုတ်ဒီတခုခုနဲ့ချိန်ဆက်ပြီးတော့ပေါ့လေအဲ့ဒီကရှိတဲ့လူမှုအဖွဲ့အစည်းနဲ့ချိန်ဆက်ပြီးတော့ဆောင်ရွက်နေတာများရှိရင်လည်းနေနေပြောပြပါအောင်ဆရာ ရှိရရှိရကျွန်တော်တို့ဒီစားလေးစားသံတွေစားဖြစ်တုံးကကြရင်ကျွန်တော်တို့အဖေးအစီအနေနဲ့အဖေးစီဆိုတာဖြန့်ပါကျွန်တော်ကဥဆောင်ပြီးတော့ online ကိုအခြေပြုပြီးတော့ကောက်ခံထားတဲ့ပြည်တွင်းပြည်ပေါင်းက pollution နဲ့လူထားတဲ့အလုံငယ်တွေတချို့ကျွန်တော်လည်းဖြစ်မှရှိပါတယ်အဲ့ဒီအလုံငယ်ထဲကထောက်နှုတ်ပြီးတော့ပထမဆုံးသိန်းတရာသံတွေကိုကျွန်တော်ပထမလွှဲဖြစ်တယ်ဒုတိယအနေနဲ့ဆိုရင်ကျွန်တော်တော်ကုတ်ကိုသိန်းတရာလွှဲဖြစ်တယ်တတိယအနေနဲ့ဆိုရင်ကျွန်တော်ဒိုတရက်နှစ်ရက်ကပါမနေ့တနေ့လောက်ကပါပဲဒီဘွားဖက်ကချင်းကလေးဖက်ကိုကျွန်တော်သိန်း90လောက်လွှဲဖြစ်တယ်အထူးသဖြင့်ဒီဖက်ကနေကျွန်တော်တို့ကလုံးလုံးစီပေါ်ပေါ်လာဖို့ကကြာရင် င်နည်းနည်းအခက်အခဲရှိရကြ။ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ကကြာရင်ဒီဖက်ဒီပြောမယ်ဆိုရင်ဒီဖက်ကကျွန်တော်တို့မြောက်ပိုင်းလိုပဲသုံးရင်လည်းကျွန်တော်အသုံးကားတော့စိတ်တော့မချိဘူးပေါ့နော်။အဲမြောက်ပိုင်းမှာကကျွန်တော်တို့ကနေတာဆိုတော့တောင်ပိုင်းကိုသွားဖို့လာဖို့ကကြာရင်တချို့မျိုးတွေကလည်းစစ်ပွဲအတွင်းကိုရောက်နေတော့သွားဖို့လာဖို့နည်းနည်းအခက်အခဲရှိရ။ဒါပေမဲ့ကျွန်တော်တို့သွားဖို့လို့တနေ့တည်းများစူးစမ်းနေပါလေဒီကြားထဲမှာ။အဲ့မှာလုံးလုံးစီကတော့ကျွန်တော်တို့သွားဖို့စူးစမ်းနေစေကာလမှာဟိုဖက်ကလူတွေလည်းအဆင်ပြေအောင်ဆိုပြီးတော့အဲ့ဒီဖက်မှာအဓိကအလုံးလုံးနေတဲ့မြေပြင်ကအဖွဲနဲ့ရှိဆက်ပြီးတော့ကျွန်တော်တို့ကုညီပန်ပိုးနေတဲ့အပိုင်းတွေတော့ရှိပါတယ် 好嘅，话者好嘅。所以啲，那特别嘛，你话你啲啲，像那那些林业那个啲秘书员，诶，男女个比例啲事啊，阿啲嘛工咧，要看我哪面工咧，咪阿伊比例嚟写咧。古时地咧，都都比例嚟写为写咧，话者是啊。所以阿啲嘛，像历史名篇嘛，我啲工资地啊，阿啲就是地将出差到哪面写了。写啊，写啊，写啊。嗯，每年属于这种每年慢慢压吧，这种个，这里头一档个，这种个，一档两档嚟写个，每年个。 ကျွန်တော်အဒီဖက်ကနေမြို့တစ်မြို့ထိပ်ကဈေးထိပ်ကိုကျွန်တော်ဝင်ကြည့်တဲ့အချိန်မှာခါတိုင်းကျွန်တော်တို့စားနေတဲ့အိန္ဒိယကဝင်လာတဲ့မုံလေးတွေရှိတယ်။ဥပမာဒီပိမုံလေးတွေပေါ့။အဲ့တစ်ထုပ်ကိုပုံမှန်ဆိုရင်ကျွန်တော်တို့1800ပေါင်းဝင်ရလောင်းနဲ့ဝင်နေရတဲ့မုံတွေကမနေ့ကကျောင်းကျွန်တော်1200လောင်းနဲ့ဝင်ခဲ့ရတယ်။ပြောမယ်ဆိုရင် ကုန်စည်နှုန်းတွေနည်းနည်းလေးတက်သွားတာပေါ့။အဲပုံမှန်တိုင်းဆိုရင်တော့အိန္ဒိယဖက်ကဝင်လာတဲ့ကုန်ပစ္စည်းတွေနဲ့ကျွန်တော်တို့တော်တော်လေးကိုလေပတ်နေတဲ့သဘောမှရှိရတယ်။အသက်လေးရှူအသက်ရှူရှောင်းနေပေါ့နော်ပြည်သူတွေအနေနဲ့ကြာရင် အဲအဲ့ဒါကိုကြောင်းဟိုဘက်ကနေပြီးတော့ဒီစီးရဲကိုအမှင်ပြူပြီးတော့ပြည်သူကိုဒုက္ခပေးတဲ့ပုံစံမျိုးနဲ့လမ်းနေပိတ်လိုက်တာတော့ကျွန်တော်ကြားတာသိတော့စိတ်မကောင်းဘောတော့ဒါမလုပ်သိမ့်ဘူးလို့တော့မြင်တယ်ဟုတ်ကဲ့ပါဆရာဒီနောက်တစ်ခုကလေးတည်းအခုဆွေရည်နေဒီပြည်လင်းထူထောင်ရေးအတွက်ကြိုးစားနေကြတာလေးရှိတယ်ပေါ့လေဆရာတချို့ဖွေးစည်းလို့ဆိုရင်လည်းတက်နိုင်တဲ့ဘက်ကလုံနေကြရရှိတယ်ဆိုတော့အဲ့ဒီအခုဒီဆရာတို့ရှိနေတဲ့ဒီလွန်မြောက်နေ့မြန်မာဆွေရည်ပြည်လင်းထူထောင်ရေးအခြေအနေကဘယ်လိုအခြေအနေများရှိလဲဆရာ အခုနောက်ကျွန်တော်ပြောသလိုဗျာအရေးပေါ်ကာလတောင်မှကျွန်တော်တို့ပြီးဆုံးမယ်လို့ပြောဖို့ခက်သေးတယ်။ဘာလို့လဲဆိုရင်ဒီဘက်မှာလွမ်းမြောက်မြင့်မြင့်ဆိုတာကလည်းအရှင်မြေရဲ့လေကြောင်းရံကဟိုမပြတ်နိုင်သေးဘူး။လျှံကလည်းအရှင်မြေရဲ့ရောက်လာနိုင်တယ်။ပြစ်တာခတ်တာတွေလည်းပုံမှန်အားဖြင့်ရှိနေတယ်ဒီဘက်မှာ။အဲဒါကြောင့်ပြန်လေထူထောင်ရေးကကျွန်တော်တို့စာဖို့ဆိုတာကတော့စိတ်ကူးရင်တော့ပဲဖြစ်ပါလိမ့်မယ်။လို့လို့စီကတော့ဟိုအရေးပေါ်ကာလကျွန်တော်တို့ပြီးဆုံးမယ်လို့တော့ပြောဖို့ခက်နေသေးတယ်။ဒါပေမဲ့တချို့ရွာတွေပေါ့ကွန်ကရစ်ဟို2000စီကွန်2020တုန်းကဒီစိတ်ကူးထဲမှာပါသွားပြီးတော့ပြည့်စည်တဲ့ရွာတွေကတော့သူတို့ရောသူတို့ပြန်ညရတယ်ပေါ့။ ဲ့မဲ့သူတို့ကနေပြီးတော့ပြန်ပြီးတော့အိမ်မှာသူတို့အိမ်တွေကိုပြန်တည်ဆောက်ဖို့အတွက်သူတို့စူးစမ်းနေကြတာတော့ရှိတယ်ဒီအပိုင်းတွေကတော့ဒါပေမဲ့သူတို့စူးစမ်းတာတော့ပဲရှိပါတယ်ခုနကကျွန်တော်ပြောသလိုဒီဘက်က NGO တို့ NGO တို့ဒီဘက်ကူညီပံ့ပိုးရေးအဖွဲ့တွေကတော့အလုံးမလုံးနိုင်တဲ့အတွက်သူနည်းသူဟန်နဲ့သူတို့စူးစမ်းတာတော့ပဲဖြစ်ပါလိမ့်မယ်အဲ့ကျွန်တော်ကတော့လောလောဆည်ပြန်လေထူထောင်ရင်းဆိုတဲ့အသုံးကိုတော့ကျွန်တော်အသေးဟိုဟာမသုံးလို့သေးဘူးပေါ့နော်။ဘာလို့လဲဆိုဒီကလာကအရေးပေါ်ကလာပဲရှိနေသေးတယ်လို့ကျွန်တော်တို့သတ်မှတ်တယ်ခင်ဗျာ လေးပြေ FNY တော်သားတွေရဲ့လူထုနဲ့အနီးစပ်ဆုံးဖော်ထုတ်တင်ဆက်မှုတွေကိုတော့အပတ်စဉ်ကြာတာရေးနေ့တိုင်းမှာမြစီမရေဒီယိုကတဆင့်ဖန်ယူနာဆင်နိုင်ပါပြီ။ဒီအစီအစဉ်ကိုတော့ App Channel Lesson Network EJR ကပံ့ပိုးပေးထားတာဖြစ်ပါတယ်။ Leary FN ရဲ့လူထုကြကသတင်းအချက်အလက်တွေကိုတော့ Leary FN ရဲ့ website, Facebook နဲ့ YouTube Channel တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။